Hello အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာလည်းဆရာမလေးကဗုဒ္ဓဘူးနေရောက်သားသမီးဟောစနန်းလေးကိုတင်ဆက်ပေးကြပါမယ်အဲ့တော့ဗုဒ္ဓဘူးနေရောက်သားသမီးလေးတွေကဒီကလာမှာပါတွေ့ရလဲဆိုတော့ကိုယ်ပေါ်မှာကောင်းတဲ့မိတ်ဆွေတွေစုံမပီကန်တဲ့မိတ်ဆွေတွေကုညီထောက်ပံ့တဲ့မိတ်ဆွေတွေနောက်ဘေးကနေ sporting ပေးတဲ့မိတ်ဆွေတွေအများကြီးတွေ့ရနိုင်တယ်အဲ့လိုပဲမိတ်ဆွေတွေရှိတဲ့အပြင်မှာနောက်ထပ်ပေါ့နော်အဲကိုကိုအဲဒီနောက်ကကျဟိုမနာလိုနေရာမျိုးတွေပေါ့နော်မနာလိုနေရာမျိုးတွေကိုယ်ပေါ်မှာ အဲရံပြုတ်ပို့ဆက်ဆံဆက်ဆံခြင်းနေတဲ့ပုံစံမျိုးတွေเนาะနောက်တစ်ခါကျတော့အနောက်ရှက်ဖြစ်နေတာမျိုးတွေခွေးကြောင်ကြီးကျန်ငှမ်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးတွေနောက်တစ်ခါကျတော့လေအဲ့လိုမျိုးပေါ့အဲ့ဒါတွေနဲ့စိတ်ညစ်ရတာမျိုးတွေအတွက်ကိုဘာလုပ်ရမလဲဆိုတော့လမ်းမခွေးလေးတွေကြောင်လေးတွေငှက်ကလေးတွေအစာကျွေးမွေးတာအဲလှုပ်ပေးတာပေါ့နော်ငားလေးတွေလှုပ်ပေးတာအဲ့ဒါလေးတွေလှုပ်ပေးရမယ်စိတ်အပါဝင်ဖိုးရံပစ္စည်းတွေဝင်တတ်တယ်လက်လာပါရှင်စရာလေးတွေရှိတယ် ပြီးတော့တင်းတို့ရဲ့အိမ်အနီးအနားတစ်ပိုက်မှာရေကန်ဆက်ဆက်တို့ရေတို့မြက်ခင်းတို့ဒါမှမဟုတ်မိုးရသည်ဆိုတော့မြက်တွေပေါက်နေတာမျိုးတို့အဲ့လိုမျိုးတွေရှိလားမသိဘူးနောက်တစ်ခုကကျတော့ဟိုပြောမယ်ဆိုလို့ရှိရင်တင်းကဝါနေပေါ့နော်ဒီအဲသူများတွေထဲတာလုံနေတာမျိုးပေါ့သူတို့တွေထဲတာလုံနေတဲ့အတွက်တင့်ကိုသူတို့ကအဝေးကနေပြီးတော့မော်ဒန်တွေရာတွေဆွဆွဲမယ်အဲဘလို့ပဲတင့်ကိုအပုတ်တွေချာချာတင်ရစင်မောတာပဲ နော်ပြီးတော့ဒီဇိုင်နာရှင်တွေတော်တော်များများမှာမျက်နှာမှာမွေးရပါအမှန်ကလေးတွေပါတာတက်တက်လေးတွေပါတာအဲဒါမှမဟုတ်ခန္ဓာကိုယ်မှာအမှန်သားတွေပါတာနော်တခုခုပေါ့နော်အဲ့လိုမျိုးအဲနောက်တစ်ခါကျတော့อืมဝတ်ချံလေးတွေရှိတာဈိုင်းခွက်လေးတွေရှိတာမှဲ့လေးတွေရှိတာပေါ့နော်ဒါမျိုးလေးတွေမျက်နှာမှာအထူးသဖြင့်မျက်နှာမှာဖြစ်ပေါ်များတယ်မရှိတဲ့တွေကတော့ခန္ဓာကိုယ်မှာရှိနေမှာပေါ့နော်အဲ့ဒါမျိုးလေးဆံမလေးတွေ့ရပါတယ်အဲထူးထူးခြားခြားပါပါတဲ့သူတွေဆိုရင်တော့ထူးခြားတဲ့အဲဒီမမြင်ရတဲ့ပုံကိုယ်တွေနဲ့ဆက်နွယ်နေတဲ့အဆက်တွေပါတတ်တဲ့သူတွေ ပို့ပြီးတော့များရဲပေါ့နော်တချို့ဆိုလို့ရှိရင်ဒီဆီမာလေးဟိုစတယ်လာနာထောင်နေတူတွေထဲမှာမျက်နှာမှာအလိုချိုင်းခွက်ကလေးတွေဝက်ချန်ကြောင်ချိုင်းခွက်လေးတွေအဲဒိုင်ယာကြောင်ချိုင်းခွက်ကလေးအမာယူလေးတွေဖြစ်နေတာမျိုးလေးလည်းရှိတတ်တယ်ပေါ့နော်အရာလေးကိုလည်းဆီမားလေးတွေ့ရတယ်ပြီးတဲ့အခါမှာဇာတာရှင်တို့အနေနဲ့အဲအခြေရေးအင်အောင်ကြီးနဲ့ပတ်သက်ပြီးတော့ commitment တစ်ခုခုရတာမျိုးတွေအရင်တော့ကကိုနဲ့တွဲခဲ့ပြီးမယ်လေ ကိုကောင်းကောင်းမွန်မွန် commitment တခုမပေးနိုင်တာမျိုးတွေနောက်တစ်ခါကျတော့ဒီစာတာရှင်တွေအတွက်အနာဂတ်မှာသူတို့ဘယ်လိုမျိုးကိုယ့်ရဲ့ချစ်သူကိုယ့်ကိုဘယ်လိုသဘောထားတယ်ဘယ်လိုအနာဂတ်တခုတည်ဆောက်မယ်ဘယ်လိုမျိုး ਨੇ ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ကိုအဲဒီလှုပ်ဆောင်ပေးခြင်းတွေဆိုတဲ့အစရှိတဲ့ဖြင့်ပေါ့နော်ဒါမျိုးလေးတွေအဲအဲ့ဒါမျိုးလေးတွေဆံမလေးတွေ့ရတယ်ပေါ့နော်အဒီကိုဘလိုလုပ်ပေးခြင်းနဲ့ဘလိုလေးကောက်ွယ်ပေးခြင်းနဲ့ဘလိုလေးဆောင်းရှောက်ပေးခြင်းနဲ့အစရှိတဲ့ဖြင့်ပေါ့ဒါမျိုးလေးတွေကိုတွေ့ရပါတယ်ဆံမလေးကတော့နော်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ အဲကိုပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ယာဒူးရကန်အခြေအနေတခုခုတိုးတိုးတိုးတက်လာဖို့အနေထားလဲတွေ့ရတယ်ပြီးတော့ဇာတာရှင်ကကိုဘယ်တော့ပဲတိုက်ခိုက်ပါစေဘယ်တော့ပဲဒုက္ခပြပါစေမရရအောင်ဖြေရှင်းနိုင်တဲ့အနိနန္တသမီးတွေပေါ့အထူးသဖြင့်ဗုဒ္ဓဘူးရောယာဟုရောပေါ့နော်အဲ့ဒါဆီမလေးဗုဒ္ဓဘူးလိုပဲပြောပြရင်လည်းယာဟုနိနန္တသမီးတွေလည်းပါတယ်ဆီမလေးရဲ့ဟောစံကနှစ်အောင်လုံးကိုခြုံပြီးတော့ဟောတာဖြစ်တယ်ပေါ့နော် နောက်တစ်ခါကျပို့ပြီးတော့ဘာတွေဖြစ်လာမလဲဆိုတော့အခုလာမယ်လာပြည့်နေ့တွေကနေစပြီးလာပြည့်ညမှာစုတစ်ခုတောင်းမယ်အမြင့်တာပို့မယ်ကိုယ်ကောင်းမှုကုသိုလ်တွေမြင့်တာပို့မယ်ပေါ့နော်အခုလကနေစပြီးနောက်တစ်နှစ်လလောက်အကြာမှာတင်းအတွက်ကိုပို့ပြီးတော့တင်းရဲ့အဲကောင်းမှုကုသိုလ်တွေလောက်တာလည်းများလာမယ်မှန်ကန်မှုတွေလည်းများလာမယ်တီလာတွေလည်းပြည့်စုံလာမယ်ကိုယ့်ရဲ့စိတ်အဲစိတ်တရားလည်းပို့ပြီးရင်အထက်အဲစင်ကြယ်လာမယ်ဆိုလို့ရှိရင်ကိုယ်ဆောင်းဆောင်နေတဲ့ပုံကိုအင်အားတွေပို့ပြီးကြီးလာပြီးတော့ဖြစ်ချင်တဲ့ ဆန္ဒတွေအားလုံးကလည်းအလိုတယောက်ပြေးလာတာမျိုးတွေ့ရတယ်။ဇာတာရှင်တို့အနေနဲ့အိမ်မှာလီလီပန်းနှင်းစီပန်းတွေဒီမကြာခဏကလူပူဇော်ပေးတာမျိုးပေါ့နော်။ဒါလေးတွေလုပ်ပေးပါ။နော်ဒါလေးတို့ဆီမှာနေရတော့မြင်ရတယ်ပြီးတဲ့အခါမှာအမ်ဒီပေါ့နော် နေထွက်တဲ့နေထွက်တဲ့အရာအရှိရက်ကိုသွားပြီးတော့အဲမနက်ခင်းတစ်ခုမှာပေါ့နော်မနက်ခင်းတစ်ခုမှာဖြစ်နိုင်တဲ့ကိုယ့်ရဲ့မွေးနေ့မနက်ပေါ့မွေးနေ့မနက်အာယုံတက်ပြီးတော့နေထွက်လာပြီဆိုလို့ရှိရင်အဲ့ဒီအဲနေမင်းကိုကိုယ်ကလှမ်းပြီးတော့ကြည့်ပြီးတော့စွတ်တစ်ခုတောင်းမယ်ပြီးတဲ့အခါမှာအဲဒီပေါ့နော်အဲဒီဟိုကတပင်ချင်းတစ်ခုခုမှာ ကွာအမွှေးနဲ့သာတိုင်းလေးထုံးမယ်နော်ဆုတကူထက်တောင်းမယ်အဲ့ဒါအဲ့ဆုနှုတ်ဆုလုံးဟာအတူတူပဲဖြစ်ရမယ်ပြီးတဲ့အခါမှာအဲ့လိုလာအဲ့ဒါပြီးရင်အဲ့ခါလုတ်ပြီးတဲ့နောက်ထပ်လာပြီးနေ့တစ်ခုမှာပေါ့အဲ့လာပြီးညမှာလေအဲကိုယ့်ရဲ့ အိမ်အပေါ်ဆုံးတရမကိုရဲ့အိမ်ခေါင်းမှုပေါ့ဒါမှမဟုတ်လဲအဲဒီချိုကြတော့အိမ်ခေါင်းမှုက slip ပြင်ဆိုတဲ့ခါကျတော့အဆင်ပြေတယ်ဒီချိုကြတော့လည်းဟိုသွက်ပြားနဲ့အဲအုံမိုးနဲ့ဆိုတဲ့အချင်းအဆင်မပြေတာမျိုးတွေရှိတယ်ဒီချိုကြတော့ဝရဏာပဲရှိတဲ့အိမ်လေးတွေရှိမယ်အဲဆိုဝရဏာကနေပြီးတော့ပေါ့လာမင်းကိုကြည့်ပြီးတော့ညာ7နာရီမှာစုတစုတောင်းမယ်ပေါ့နော်ဒါလေးကိုတတိချာချာလုပ်ပေးမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်အဓိကကတော့ဒီဇာတာရှင်နေပြီးလေအလင်းတက်နေများလိုအပ်ပါတယ်အလင်းတက်တွေအများကြီးလှူပေးရမယ်နော်အဲဒီတင်းကျွတ်တောင်းတဲ့နေမှာအလင်းတက်တွေများများလှူပေးပါ public area တွေမှာအလင်းတက်တွေများများလှူပေးပါနော် ဲ့လိုမျိုးအလင်းတက်တွေမြင်များလှုပ်ပေးမယ်ဆိုလို့ရှိရင်တင်ပွားရတယ်ပိုပြီးလင်းလက်တောက်ပါပြည့်စုံ shining ဖြစ်လာမယ်ပေါ့နော်ဒါမျိုးလေးတွေဆီမှာလေးတွေ့ရတယ်ဒါအတိကအဲ့ဒါလေးတွေ့ရတယ်ပေါ့နော်ပြီးတော့အဲနောက်စားတာရှင်ကမဖြစ်ဘူးဆိုရင်ဖြစ်အောင်လုပ်တဲ့သူမရဘူးဆိုရင်ရအောင်လုပ်တဲ့သူဘဝမှာငါမဖြစ်တာငါမရတာ ဟိုငါဖြစ်ချင်တာမှန်တယ်ညရအောင်လုပ်မယ်ဆိုတော့စိတ်ဆန္ဒအငြင်းရရှိတဲ့သူဖြစ်တဲ့အိမ်နောက်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်ဒီဇာတာရှင်နေနေနဲ့ကိုဝင်ရတာမျိုးတွေအိမ်နောက်မှာဟိုဟာဟိုတာသမီးယတနာရဖို့စူးစမ်းနေရဆိုရင်တာသမီးယတနာရတာမျိုးလေးတွေဆီမှာလေးရတော့မြင်ရတယ်နောက်တစ်ခုကဒီဇာတာရှင်နေမှာအရေးကြီးတာရှိပါတယ်အဲ့ဒါ အဲတော့ပြက်တာကြောက်တာထားမှားတာမျိုးတွေဖြစ်တယ်တပြောဒီဇာတာရှင်တွေကိုပဲနောက်ထပ်အားပေးဝင်ရတဲ့သူတွေအဲဘေးကနေပြစပော့တင်ပေးတဲ့သူတွေအများကြီးရောက်လာမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်အဲပြီးတော့အဲဒီဇာတဲ့မှာခေါင်းရှော်မိတာခေါင်းကလစ်လေးတွေဝယ်မိတာအဲခေါင်းမှာတက်တဲ့အရာလေးတွေပေါ့နော်အဲ့လိုမျိုးအဲတစ်ခုခုပေါ့ ပြောရမယ်ဆိုလို့ရှိရင်ကိုအဲခေါင်းလျှော်ခေါင်းလျှော်ဆိုင်သွားမိလိုက်တာအစရှိရင်အဒါလေးလုံးမိတယ်လောက်ဖြစ်တယ်ဆိုလို့ရှိရင်လည်းအိမ်မှာပြန်ပြီးတော့ကိုပါကိုတရော်ကမွန်နဲ့တကူလုံးခေါင်းလျှော်ရေရှူးပြန်လုပ်ပေးပါလို့ဆရာမကြီးကတော့ပြောချင်တယ်ကဲဇာတာရှင်တို့အတွက်မြင်တာတွေကတော့အကြီးကြီးဆုံးဆုံးတော့ရှိပါပြီတကူတည်းရှိတယ်ငွေလိန်လူလိန်ခံရတာမျိုးတွေရှိတယ်မထင်ထားတဲ့သူဖြစ်ဖို့များတယ်အဲ့ဒါလေးတွေတတိထားပေးရမယ်ပေါ့နော်အဲ့တော့အဲဒီဇာတာရှင်တို့အနေနဲ့အတတိ ကိုမျိုးပေါ့နော်ဒီဒီကိုမျိုးကိုလာပြင်းနေမှာတက်လူပူဇော်ပေးပါအဲဒီကိုမျိုးလုံးမကတ်နိုင်တဲ့သူတွေအနေနဲ့ကြတော့လေဟိုတင်းကျော်လာပြင်းနေမှာအဲနောက်တစ်ခါတင်းကျော်မမြင်ရင်လည်းတဆောင်နိုင်လာပြင်းနေမှာပေါ့နော်အဲဒီတတိကိုမျိုးတတိကိုစိတ်ပန်းကိုဝင်ပန်းကိုမျိုးနော်အဲရီတော့ကိုကွက်ဖျောင်းတဲ့အမွေတိုင်းကိုယ်တိုင်းကိုအဲကိုပွင့်အစရှိတဲ့ဖြစ်ပေါ့နော်ဟို ဒီအလင်းလိုက်ဆိုတဲ့ကိုးတိုင်အဆိုင်မင်ထားလေးတွေလှူပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့လင်းလက်တောက်ပမှုတွေရလာမယ်အိမ်ရှိမှဆိုလည်းအဲ့လိုဟိုဆိုလာမီးတွေပါလေစင်ထားပေါ့နော်မီးပြတ်တဲ့အချိန်မှဆိုလည်းမီးလေးတွေပို့ပြီးလင်းနေအောင်အဲဒီသူများတွေသွားတဲ့လာတဲ့လမ်းလေးကိုလည်းအလင်းတက်တွေပို့ပြီးပေးနိုင်အောင်ဆင်မလေးကတော့လှုပ်စီခြင်းနဲ့လှူစီခြင်းနဲ့တယောက်တည်းအင်အားနဲ့မလောက်ဘူးဆိုလို့ရှိရင်သူများတွေကိုသွားပြီးတော့လှူတဲ့အခါမှာလည်းဒီအလင်းတက်နဲ့ပတ်သက်တဲ့ကုသိုလ်တွေလျှက်စစ်မီးကုသိုလ်တွေများများလေးလှူပေးပါလို့ဆင်မလေးကတော့ပြောချင်ပါတယ်ကဲပုံတို့ခုနေ့ရောက်တာဒီနေ့လေဒီဟောစတန်လေးကိုကြာပြီးတော့ယခုတည်းမှကပြည့်စုံနေအောင်မြင်မှုတွေကိုရရှိ ရှိပါစေလို့ဆရာမလေးကဆုတောင်းပေးပါတယ်